အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့မနေ့ပြန်21ရက်လေးလ2025မှာပြည်သူများကြိုတင်ရှောင်ရှားနိုင်ရန်ငလင်းအတီပေးလာတဲ့ဗီဒီယိုဖိုင်လေးကို တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာတော့ငါပိုင်းမှာလည်းပြောထားတယ် လီလာပိုင်းမှာလည်း21ရက်နေ့လို့ပြောထားတယ်။မာလာပိုင်းအတွက်လည်းပြောမယ်။21ရက်လီလာ2025နေ့လယ်12နာရီ22မိနစ်မှာငလင်ထလုံးမယ်လို့ဟောကင်းထုတ်ထားတယ်။ညနေ3:00နာရီတည်းအပြင်မှာနေဖို့လည်းပါတယ်ပေါ့နော်။တခုကမလာသေးဘူး။နောက်ဟောကင်းတခုကထထုတ်ပြန်ပြီ။ဘာလဲဆိုတော့25ရက်9လ2025နေ့လယ်12နာရီတည်းနဲ့ လေးလေးမုံတိုင်းညာတိုက်ခတ်ပြီးမိုးတက်တက်စွာရွာသွန်းလိမ့်မယ်တဲ့။ပိုင်းဖုံမုံတိုင်းဒီအဓိကအားဖြင့်ရန်ကုန်ဒေသ၊မန္တလေးဒေသနဲ့သခိုင်းဒေသတို့တွင်ပြင်းထန်စွာတိုက်ခတ်ပြီးကြံပိုင်းဒေသကြီးသတို့ကလည်းပိုင်းဖုံရဲ့မုံတိုင်းမုံတိုင်းရဲ့တံကိုပေါ့နော်ခံစားရနိုင်ပါတယ်တဲ့ပြောချင်တာကတော့မြန်မာတနိုင်ငံလုံးမုံတိုင်းရဲ့တံကိုခံစားရနိုင်ပါတယ်။ဒီတော့အင်းလေးချင်းနိုင်ငံများလည်းထိခိုက်လိမ့်မယ်တဲ့2025ဖြစ်လာပိုင်းမှာတော့ဥရောပနဲ့အမေရိကတို့တွင်ဟာရီကိန်းမုန်တိုင်းများတိုက်ခတ်နိုင်ပါတယ်တဲ့ဟိုမိုဆိုတာကတော့21ရက်လေးလ2025နေ့လယ်12:22မိနစ်မှာဘန်ကောက်ကိုပို့ပြီးမှရစ်ချက်စာစကေး H estimate ကနေကျွေးအထက်ကိုလုပ်မယ်လို့ခေါ်ပေးထုတ်တာလေအဲအဲ့ငလင်ရဲ့ host တန်းကမှန်တယ်ဆိုရင်တော့ဒီအနာကအော်မုံတိုင်း host တန်းကလည်းမှန်ကန်ဖို့တရားရဟန်းတော့ပြကြတယ်ကက်ကလာဆိုတော့တစ်ခုပြီးတစ်ခုတော့လာမှာပဲခေါ်လာတဲ့ညီလေးအကောင့်ပြီးရှင်တယ်ဆိုရင်တော့စီဒီမှာတောင်းပြီးပါ တေပရလာလေးလပိုင်း21ရက်တနင်္လာနေ့ကြာရပေါ့နော်ငလီငင်ကအဲ့ဒီရက်ကိုလုတ်မယ်လို့အတိအကျဒီပညာရှင်တွေကပြောထားတာရှိတယ်ဗျာပညာရှင်တွေအများကြီးရှိပါတယ်ဒီ21ရက်နေ့ကြာတနင်္လာနေ့ကြာလို့ရှိရင်ဘယ်သူမှအိမ်ထဲမှာမနေဘူးကျွန်တော်ပြောချင်ပါတယ်ဘာလို့ဆိုတော့ငလီငင်ဘေးဆိုတာတဘောဘေးနေဆိုတာကအချိန်မီကြီးဖြစ်လာနိုင်နေပြားတယ်ငလီငင်လည်းလုတ်မယ်ရေလဲကြီးမယ်ဆူလာမီလည်းလာမယ်လို့တဒင်းတွေမှာကြေညာထိုင်းတဒင်းမှာရောတခြားဒီစင်ကာပူတဒင်းတွေမှာရောဒီမြန်မာနိုင်ငံတဒင်းမှာရောဒီတခြားပြည်မှာရောတိတဲ့လူတွေကအကုန်လုံးကိုပညာရှင်တွေကသူတို့အောက်တွေမှာတင်ထားတာအများကြီးတွေ့ရတယ်ဒီတတမလေးတင်ထားတာကြောင့်တွေ့ရတယ်ဗျာအဲဒါကြောင့်မလို့ဒီ20ဒီလာမယ့်21ရက်ဒီအေပီလာဒီလာပေါ့နော် လေးလပိုင်း21ရက်တနင်္လာနေ့မှာဘယ်သူမှအိမ်ထဲမှာမနေကြဘူးညရောနေရောပေါ့နော်ငင်းလင်းရအချိန်မီလွတ်နိုင်နေပြကိုအကျဉ်းရှိမှလည်းအများကြီးညင်ခဲ့ပြီးဖြစ်တဲ့တကြောင်မလို့မပေါ်ဆကြပါနဲ့လို့ဖြစ်နေလို့ရှိရင်ညဘက်တွေကိုအပြင်မှာပဲနေဖို့ကျွန်တော်အကြံပေးချင်အပြင်မှာပဲနေဆိုတာဟိုဒီဟိုကာလမားပေါ့ဒီတိုက်ချားလေးမှမနေပါနဲ့လွတ်လွတ်လပ်လပ်တိုက်တယ်မရှိတဲ့ပန်းချန်တွေပါဒီမှာထွက်နေဖို့ကျွန်တော်အကြံပေးချင်ပါတယ်ရန်ကုန်ကလူပြောင်းမန်လေးရလူပြောင်းနေရာတိုင်းမှာရှိတဲ့ဒီသားအားလုံးကိုကျွန်တော်ကဟိုဒီငလင်းဘေးတပောက်ပင်ရပြီးမှလွတ်မြောက်ပါစေကျွန်တော်ဆုတောင်းပေးပါတယ်ဆက်တဲ့ရက်နေ့ကိုကျွန်တော်တို့တူတူဆက်ကြမယ်နော်